ယွန်ကောဖန်နေချာမှာကျွန်တော်ရောင်ဝါဖြစ်စီရာအတုံးလုံးတချို့ရှိတယ်။အဲ့ဒါဘာလဲဆိုရင်ကပတိန်ပြီးရင်ဒုတိယနေရာကိုဆက်ခံထားတဲ့ကောင်ဘယ်လိုခေါ်လဲ။အခုမှရိုဂျာပိုင်းရမှာဆိုရင်ရီလီကိုဘယ်လိုခေါ်လဲ။ Vice Captain လား။အဲဒါမှမဟုတ် First Division Commander လား။ဒါမှမဟုတ် Right Hand Man လား။စသဖြင့်ပေါ့။ဆိုတော့ရီလီကိုကျွန်တော်တို့ကဘယ်လိုခေါ်လို့ရလဲ။တကယ်တော့ယွန်ကိုဆိုရနဲ့အများစုကရော့ကျိတ်ပြီးတော့ခေါ်ချင်တယ်လို့ခေါ်လိုက်ကြပါ။အဲယွန်ကို System မှာသူ့အနေနဲ့သူသူ့အုပ်စုနဲ့သူရှိတယ်လို့ကွဲပြားချက်တွေရတယ်တပုံကြီးပါ။ ဆိုဒီအသုံးအနှုန်းတွေကိုတေချာနားလည်အောင်ပုံထဲမှာပြထားတဲ့လက်ဟောင်းလက်တီရုံကိုအုပ်စုပေါ်မူတည်ပြီးတော့ရှင်းပြပေးတော့မှာပါပထမအဆုံးကတော့ခိုင်တိုနဲ့ဘင်မွန်ပိုင်းရိုက်ကနေအရင်စမယ်အဲခိုင်တိုရဲ့ B Spire မှာဆိုရင်ခရီတာတာစမိုင်းယူဇာရင်းနဲ့ကိုရင်အယောက်2000လောက်ရှိမယ်လို့ခန့်မှန်းလို့ရတယ် Flying Sis တို့ All Star တို့နောက်မှ join လာတဲ့ Supernova ကြီးဒါတော့မပါသေးဘူးတော်တော်လေးအင်အားများတဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်ဘင်မွန်ပိုင်းမှာဆိုလေလွန်ရဘလောက်ထိများပါလဲဆိုတော့တိတိကျကျကြီးမသိရပေမဲ့လို့ ဘင်မွန်ရဲ့တားရိုက်သမီးနဲ့ကိုရင်အာမေတစ်ခုစာရသွားပါတယ်အတိအကျပြောထားမှရှိပေမဲ့လို့ဘီစပိုင်ရဲ့နီနီတော့ရှိမယ်လို့ခံမှန်းလို့ရပါပေါ့ ခိုင်ဒိုနဲ့ဘင်မွန်ပိုင်းရံမှာတူညီရတခုရှိရယ်အဲ့ဒါဘာလဲဆိုရင်ခိုင်ဒိုဘင်မွန်ပြီးရင်အော့စတာနဲ့ဆွီကွန်မန်ဒါပါဆိုတော့ကပတိန်နေပြီးရင်သူတို့ကဘာကြီးလာလဲဆိုတော့အော်စတာနဲ့ဆွီကွန်မန်ဒါကြီးလာပဲ။ဒါပေမဲ့မေးစရာတခုရှိပါတယ်။ဘီစပိုင်းရမှာဆိုရင်ခိုင်ဒိုပြီးရင်အော်စတာဟုတ်ပြီ။အော်စတာမှာကျွန်တော်တို့၃កောင်ရှိပါတယ်။အဲ့၃កောင်နေမှာအကြမ်းဆုံးကဘယ်လိုလဲဆိုရင်တော့ကီမှာဒါကမေးခွန်းထုတ်စရာတောင်မလိုပါဘူး။အကုန်လုံးသိပါတယ်။အဲ့လိုပဲဆွီကွန်မန်ဒါရဲ့မှာလည်း၃កောင်ရှိရယ်။အဲ့၃កောင်နေမှာအကြမ်းဆုံးကဘယ်လိုလဲမင်းကာတာကူဒီပါ။ ဆိုတော့ beast spider မှာဆိုရင် kaido ပြီးရင် king လို့ပြောလို့မရဘူးလားဆိုရင်တော့ um တရားဝင်တော့မရဘူးဗျ vivery ကတည်းကပြောထားကွာ all star ပဲဖြစ်ဖြစ် sweet commander ရေးပဲဖြစ်ဖြစ်အကုန်လုံးကတူညီရဲ့ power ရှိတယ်လို့ strand ပိုင်းမှာလည်းအတူတူလို့ပြောထားတယ်ဆိုတော့ official fact တွေအရဆိုရင်တော့ kaido ပြီးရင် all star ပါပဲ all star ၃កောင်ထဲမှာဘယ်သူကပို့ပါရဲဆိုတာမရှိပါဘူးဒါကြောင့်မလို့လေ queen လောက်ချင်တိုင်းလုံနေအောင် king ကဘာမှမဆွတ်ဖက်တာပါ ဆိုတော့ B spine နဲ့ဘင်မွန်ပိုင်းရမှာဆိုရင်ဘာမရှိဘူးဆိုတော့ vice captain ဆိုတာမရှိပါဘူးအဲ့စား bus system နဲ့သွားလဲဆိုရင် commander system နဲ့သွားပါတယ်အဲ့ဒါဘာကြီးလဲဆိုရင် oster နဲ့ sweet commander ကြီးပါပြီးရင် shirohige နဲ့ kurohige အဲသူတို့ရဲ့အုပ်စုမှာကြာရှေ့မှာပြောခဲ့တဲ့ဘင်မွန်နဲ့ kairo တို့လိုနည်းနည်းလေးတော့တူတယ်အဲသူတို့ရဲ့ yongo system မှာကြာတော့ number တွေကိုစီရှိတယ် Shirohige မှာဆိုရင်60 revision commander Kurohige မှာဆိုရင်10 titanic captain ဆိုပြီးတော့အတီးတီးရှိရယ်အဲ first commander ဆိုရင်တော့ Marco ပေါ့ အဖတ်တိုက်တန်ရဲ့ကပတိန်ဆိုရင်တော့ Bagres ပေါ့ New Gate ဘက်မှာပြဿနာမရှိပေမဲ့လို့ Tish ဘက်မှာကပြဿနာတခုရှိရဲအဲ့ဒါဘာလဲဆိုတော့ဒီ First Titan ရဲ့ကပတိန်ကို Bagres လို့ကောင်ပေးတာနည်းနည်းတော့စဉ်းစားစရာပေါ့ဒါလည်းကိုင်းတော့မဆိုင်ပါဘူးဒါသူတို့ဆောက်ကြောင်းပေါ့ဆိုတော့ဒီမှာ Commander ရဲ့ဒီညမှာဘာလုပ်လို့ရရဆိုရင်ကိုပိုင်းနဲ့ကိုပဲအုပ်ချုပ်ပိုင်ခွင့်ရှိပါပါဥပမာပြောရမယ်ဆိုရင် Margo ဆိုရင်ရှေ့မှာပြောခဲ့လို့ First Division Commander အဲ तू ကပထမအဦးဆုံးဖြစ်တာကြောင့်မလို့ရောဒါမှမဟုတ် Number 1ဖြစ်တာကြောင့်မလို့ရော တတ်ပရှင်သွားပြီးတော့အုပ်ချုပ်ပိုင်းဝင်မရှိပါဘူးသူ့ဟာနဲ့သူ့ဟာအာဂိုကနံပါတ်1မကလို့ဗောင်ဒီယာလည်းအားလုံးထံမှာရှိနေအောင်တော့ဂျန်နဲ့ဒီဗီရှင်တွေသွားပြီးတော့ဝင်ရောက်ဆက်ဖွဲ့ခွင့်မရှိပါဘူးရှေ့မှာပြောကြလို့သူ့ပိုင်းနဲ့သူ့ပါတစ်ချ်ဘတ်မှာလည်းအတူတူပါပဲမစ်ရှင်အတူတူလုပ်ရတယ်ဆိုရင်မဲ့ကိုပိုင်းနဲ့ကိုပါဆော့ဆမ်မာရီချုံမယ်ဆိုရင်နယူဂိတ်နဲ့တစ်ချ်တို့ဟာနံပါတ်ကွန်မန်ဒါစစ်တမ်နဲ့သွားပါတယ်ပြီးရင်ရိုဂျာနဲ့ရှန်အဲရိုဂျာနဲ့ရှန်ရှေ့မှာပြောကြတဲ့အုပ်စုကြီးပိုးပြီးတော့ယူရှင်းတယ်လို့တောင်ပြောလို့ရတယ် သူတို့စီမှာ main ship ဆိုလို့တခုပဲရှိရယ်။အဲပြီးရင် commander system နေလည်းမရှိလို့ naval commander system နေလည်းမရှိဘူး။ဒီရုံးကိုအုပ်စုနှစ်စုမှာ captain ပြီးရင် vice captain ဆိုတာပဲရှိရယ်။ Rayleigh နဲ့ Ben တို့က Roger နဲ့ Shan ပြီးရင်ဒုတိယ captain တွေဖြစ်ကြတယ်။ Roger ပြီးရင် Rayleigh က current တိုင်းရင်းမှာပဲကြီးကြီး Goberly incident မှာပဲကြီးကြီးအရင်ကြီးတည်တာတယ်။私はお前が嫌いでね。ဒီ band ဆိုရင် shan နဲ့ physical strength ရင်းတူအကြောင်းမလို့ရုံကုန်နှစ်ကောင်ရှိရဲ့ rare ဆိုပြီးတော့ တင်စားကြတယ်ပေါ့ဘာလို့ commander မရှိလဲဆိုရင်ကျွန်တော်အမြင်ပြောရမယ်ဆိုရင်သူတို့ဒီ main ship ကတစ်ခုပဲရှိရဲပြီးရင်ရှေ့မှာပြောခဲ့တဲ့ယွန်ကိုရီလိုတခြားသော member ဝင်တွေလည်းမရှိဘူးဒီလက်အောက်ခံမဟာမိတ်တွေရှိတာကတော့တသက်စီပေါ့ပြီးရင် vice captain ဆိုတာ captain ပြီးရင်ဒုတိယမြောက်အာနာရှိတုံးပါဒါကြောင့်မလို့တခြားသော crew member တွေကိုအုပ်ချုပ်ပိုင်းဝင်လည်းရှိလို့အမိတ်ပေးပိုင်းဝင်လည်းရှိပါတယ်ကျန်သူ့ရဲ့ rehire pirate ကို roger ကိုစံနမူနာထားပြီးတော့ဖွဲ့စည်းထားမှာလို့အများစုကတူပါတယ်ဒါကြောင့် roger pirate နဲ့ rehire pirate က vice captain system န်နဲ့သွားပါတယ်စထရော့ဟက်တွေကြတော့ရိုဂျာတို့ရှန်တို့နဲ့အနေနဲ့သွားတူနေအောင်တွေ့ရပြန်တယ်အဖွဲရတေးရဲ့ official member 10ယောက်ပဲရှိရဲ့ main ship ကလည်းဆန်နီတစ်ခုတည်းပါဆိုတော့ရှေ့မှာပြောခဲ့တဲ့ရိုဂျာတို့နဲ့အတူတူဆိုတော့ဇော်တို့က vice captain ကအဲအဲ့လိုလေပြောလို့မရဘူးဗျဘာလို့လဲဆိုရင် vice captain ဆိုတာရှေ့မှာပြောရလို့ captain ပြီးရင်ဒုတိယမြောက်အာဏာကြီးဆုံးပါဆိုတော့တခြားသော crew member ရောအုပ်ချုပ်ပိုင်ခွင့်လည်းရှိရယ် command ပေးပိုင်ခွင့်လည်းရှိရယ်ဒါမဲ့ zoro ရဲ့ပုံစံတစ်ချက်လောက်ကြည့်လိုက်အောင် အဲဇော်ရုကစမ်းကြည့်နေတခါလေးတက်ဆရာရှိရင်တက်တယ်။နာမီထူတာထောင်းတာခံရင်လည်းခံရပြန်တယ်။ပုံမှန်အတိုင်းကြည့်မယ်ဆိုရင်ဇော်ရုက vice captain ဆိုပေမဲ့မပြည့်စုံသေးဘူးပေါ့။အဲ့လိုပြောလို့ရတယ် ဆိုတော့ straw hat မှာ vice captain မရှိဘူးဆိုပြီးတော့ကျွန်တော်ယူဆလိုက်မယ်အဲ့ဒီစားဘာကြီးပေါ်လာရဲ့ဆိုရင်တော့ left hand man နဲ့ right hand man ဆိုပြီးတော့ပေါ်လာဆိုတော့ rune sanji ကတကယ်လေး luffy အတွက်တော့အတောင်ပန်းနေပါပဲ wrestler ပြီးမှာ grand fleet ဆိုတာပါလာကြအောင်လို့ straw hat ကရင်းထက်ပို့ပြီးတော့အုပ်စုတောင်းလာရဲ့ဒါကြောင့်မလို့ပုံမှန်တိုင်းပြောရမယ်ဆိုရင် grand fleet ဘိုင်းမှာ first commander kevin dish ပေါ့ second commander vato lumio ပါအဲဘယ်သူမှတော့အတိအကျပြောထားရင်မရှိဘူးဒါကျွန်တော်ယူဆချက်တည်တယ်မှာဆိုတော့ video လေးကတော့ဒီလောက်ပါပဲနောက် video တွေမှာပြန်တွေ့ကြမယ်